ချစ်တော်တော်ရှင်ဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါအားလုံးအတွက်မင်္ဂလာနေ့ရက်သစ်လေးဖြစ်ပါစေယခုလောမင်္ဂလာကောင်းချီးနဲ့ပြည့်ဝစုံနေတဲ့နေ့ရက်သစ်တစ်ဖက်မှာသင်တို့အားလုံးစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီကနေ့မှာလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့သတင်းစကားကတော့ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းဆိုတဲ့ဒီကောင်းစဉ်အောက်ကနေမှာကျွန်တော်တို့ဖရာသခင်ကားတို့ရှင်ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဖရာသခင်နားထောင်တော်မူသလားเนาะဟုတ်ပြီကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဖရာသခင်ကနားထောင်တော်မူသလားဒီနေ့ ဒီမေကုံးလေးနဲ့တူကျွန်တော်အဖြေကိုရှာကြရအောင်ခြေတက်မိတ်ဆွေပေါင်းတို့။ဒါနဲ့နေ့ကျွန်တော်ဘုရားသခင်ကတော့အသက်ရှင်တော်မူသောဘုရားဖြစ်တယ်။နော်။နားရှိတယ်၊နားကြားတော်မူတဲ့ဘုရားဖြစ်တယ်။လက်ရှိတယ်၊ဆောင်မနိုင်တဲ့ဘုရားဖြစ်တယ်။နော်ဒါကြောင့်ဘုရားသခင်ကတကောရှင်ဘုရားဖြစ်တယ်။အရာခတ်သိန်းကိုဖန်ဆင်းပိုင်တတော်မူပြီးတော့ကျွန်တော်တို့ကိုလည်းပဲပိုင်တော်မူတဲ့ဘုရားဖြစ်တယ်။ဒါနဲ့နေ့ကျွန်တော်ကိုပိုင်တဲ့ဘုရားသခင်ကကျွန်တော်တို့ဆုတောင်းတဲ့အခါမှာကျွန်တော်တို့ရဲ့တောင်းလျှောက်တန်တွေကိုဘုရားသခင်က နားထောင်တော်မူသလားတမချမ်းသာထဲမှာတို့ရှင်တော့စာလင်ကြံခန်းလေးပိုင်းငယ်သုံးပါတို့ရှင်သာဝရပြားသည်မိမိတန်ရှင်းသူတို့ရွေးတော်မူတီကိုသိမှတ်ကြလောငါခေါ်၍ရှောက်တော်ရဲ့ခါသာဝရပြားသည်နားထောင်တော်မူလိမ့်မည်နော်ဒီနေ့ဖရာသခင်ကကျွန်တော်တို့ခေါ်တဲ့အတန်ကိုကြားတဲ့ခါမှာနားထောင်ပေးတော်မူတဲ့ဖရာဖြစ်တယ်နော်ကျွန်တော်ခေါ်တဲ့အတန်ကိုကြားတဲ့ခါမှာတို့ရှင်နားမထောင်ပဲနဲ့ လစ်လျူရှုတဲ့ဖျားမဟုတ်ဘူးချစ်တဲ့မိတ်ဆွေပေါ့တို့ဒါကြောင့်ဒီဖျားသခင်ကကျွန်တော်တို့တောင်းလျှောက်တံကိုနားထောင်ပေးတော်မူတဲ့ဖျားဖြစ်တယ်ဆိုတာကိုစာလန်စရာကမိမ့်မာခဲ့တာကိုတွေ့ရလိမ့်မယ်ဒါကြောင့်သာဝရဖျားသည်မိမိတန်ရှင်းသူကိုရွေးထားတော်မူသည်ကိုသိမှတ်ကြလောတဲ့နော်ငါခေါ်၍လျှောက်တော်အခါသာဝရဖျားသည်နားထောင်တော်မူလိမ့်မယ်ချစ်တဲ့မိတ်ဆွေပေါ့တို့ဒီနေ့သင်ခေါ်တံကိုဖျားသခင်ကကြားတော်မူပါတယ်သင်ဒီနေ့မခေါ်သေးတဲ့အတွက်ကြောင့်သင်ကားလို့ရှိရင် ဖရာရဲ့အတန်တော်စင့်ကိုလည်းပြန်မကြရတာဖြစ်တယ်ဖရာရဲ့ထူတော်မူခြင်းလည်းပြန်မကြရတာဖြစ်တယ်ဒီနေ့သင်ကိုယ်တိုင်ကဖရာကိုခေါ်ဖို့ဖရာကိုတောင်းလျှောက်ဖို့ရတဲ့အလောမပဲအားနေနေတယ်မဟုတ်လားနော်အဲ့ဒီအားနေချက်ကိုယနေ့ကျွန်တော်ကိုယ်တိုင်ကပြုပြင်သွားဖို့ဖြစ်တယ်နော်ဘာကြောင့်လဲဆိုတော့ယနေ့ကဘာကြီးရဲ့ဖြစ်ပျက်နေတဲ့ဒီအဖြစ်ပျက်တွေကြားထဲမှာကျွန်တော်သွာလာလှုပ်ရှားနေတဲ့အခါမှာ အသက်နဲ့တည်းမကျွန်တော်ကိုချစ်တော်မူတဲ့ဘုရားသခင်ထံမှာကျွန်တော်ဆက်ကမယ်အနာမယ်ဘုရားနဲ့မွေးလျောမယ်ဘုရားသခင်ထံမှာအမြဲတောင်းလျှောက်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်ကိုပေးမယ့်အရာကကောင်းကျိုးချမ်းသာတွေပဲเนาะဘုရားကိုတောင်းတဲ့ခါမှာဘုရားသခင်ကဆိုရှင်အာကျွန်တော်မိဘကိုပေးတောင်းတဲ့ခါတောင်မှကြောက်ခဲကိုပေးကောင်းပေးလိမ့်မယ်တဲ့ဘုရားသခင်ကအဲ့လိုမျိုးဘုရားမဟုတ်ဘူးတဲ့เนาะတောင်းတဲ့ခါမှာကောင်းတဲ့အရာကိုပို့ပြီးတော့တောင်းမှမောမှန်ပေးတဲ့ပေးတော်မူမဲ့ဘုရားဖြစ်တယ်တဲ့เนาะချစ်တဲ့မိစေပေါင်းတို့ ကိုရဲ့မိဘကိုကိုတောင်းရင်တောင်းမှာမိဘကပဲလေမုံကိုတခါတည်းကြောက်ခဲမုံအစာကြောက်ခဲကိုပေးပြီးတော့သားကိုကြိုက်ပါစားပါလို့ပြောမဲ့မိဘမရှိပြီတလို့ပဲเนาะဘုရားသခင်ကအဲ့ဒီထဲကျွန်တော်တို့ပေါ်မှာချစ်တော်မူတယ်เนาะအကပင်မေတ္တာနဲ့ချစ်တာလေလူမျိုးမခွဲခြားဘူးအစင်တမခွဲခြားဘူးနေရမခွဲခြားဘူးဒေသမခွဲခြားဘူးဒါဘုရားကအရာခတ်သိမ်းပေါ်မှာတို့ရှိကျွန်တော်ပေါ်မှာချစ်ချင်းမေတ္တာကြီးမားစွာနဲ့ချစ်တယ်เนาะဒီချစ်တဲ့ဘုရားသခင်ကကျွန်တော်တို့ရဲ့လိုအပ်တဲ့ຢာတွေကိုတောင်းတဲ့ခါမှာမပေးဘဲနေပါမလား ကျွန်တော်တို့တောင်းလျှောက်တန်တွေကိုလည်းနားမထောင်ပဲနေပါမလားအမြဲတမ်းပဲရှင်နာတော်ကိုစွန့်ပြီးတော့ကျွန်တော်ရဲ့ဆုတောင်းတန်တွေကိုအမြဲနားထောင်ပေးနေတာဖြစ်တယ်နော်နားထောင်ပေးနေတာဖြစ်တယ်အချိန်ချင်းတောင်းလို့ဘုရားသခင်ကနားညှိလိုက်တာသွားတော့သွားဘေးမင်းသွားတော့သွားတော့ဆိုပြီးတော့နှိထုတ်တယ်ဘုရားမဟုတ်ဘူးနော်ကျွန်တော်တို့အချိန်ချင်းတောင်းလေလေသူကဆိုရှင်ပို့ပြီးတော့နားထောင်ပေးလေလေပဲဒါကြောင့်စာလံကျမ်းခန်းကြီး၁၉ပိုင်းငယ်၆မှာအိုးဘုရားသခင်ကိုတော်တည်နားထောင်တော်မူတတ်သောကြောင့်အကျွန်ုပ်တည်တောင်းလျှောက်ပါ၏ ီနေ့ဖရာသခင်ကနားထောင်ပေးတော်မူသောဖရာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်တို့ကတို့ချင်းဖရာသခင်ထံမှာတောင်းလျှောက်ရမယ်တောင်းလျှောက်ပါပဲဆိုပြီးတော့ဒီနေ့စိတ်ဆန္ဒဆုံးဖြတ်ချက်ချဖို့ရန်အတွက်လုံမပါရည်ကြည်တယ်ချစ်တဲ့မိစေပေါင်းတို့မိမိမိသားစုမှာဘာတွေလိုနေတယ်မိမိတကိုယ်ရေတကာရေနာရမှာတို့ချင်းဘာတွေလိုအပ်နေတယ်လဲဘာတွေများလိုအပ်နေတယ်လဲလိုအပ်ချက်အားလုံးကိုဖရာသခင်မှာပြောပြပါတင်ပြပါဖရာထံမှာဆူတောင်းပါ ဒါကြောင့်ဘုရားသခင်ကကျွန်တော်ကိုနားထောင်ပေးတော်မူပြီးတော့ကျွန်တော်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမှာဘုရားဘုရားရဲ့အစီအစဉ်ဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဟေရှာနာဂရိကျန်ခန်းကြီး30အပိုင်ငယ်19ကိုကြည့်တဲ့အခါမှာသင်သည်အစဉ်ကိုကြွေးရမည်မဟုတ်သင်သည်အော်ဟစ်တန်ကိုနားထောင်၍ကဲမတနာတော်မူလိမ့်မည်ထိုအတန်ကိုကြားသောအခါထူတော်မူလိမ့်မည်ဒါကြောင့်ဒီနေ့တခါလေကျွန်တော်ဒုက္ခရောက်ကြတယ်မဟုတ်လားကျွန်တော်ဒုက္ခရောက်တဲ့အခါမှာကျွန်တော်ညည်းညူကြတယ် ကျွန်တော်ပူဆွေးကြတယ်ငိုကြွေးကြတယ်เนาะအဲ့ဒီအတန်ကိုဘုရားသခင်ကနားထောင်ပေးတယ်ကြားတော်မူတယ်ဘုရားဖြစ်တယ်ဒါဒီနေ့ကျွန်တော်ရဲ့ငိုကြွေးတန်နေကျွန်တော်ရဲ့ခေါ်တန်နေကိုဘုရားသခင်ကအမြဲတမ်းပဲနားဆုံးပေးနေတာဖြစ်တယ်ဒါချစ်တဲ့မိစေပေါင်းတို့တင်ဟာစိတ်နှလုံးအကျွင်းမဲ့နဲ့ဘုရားဒီမှာသွားရင်တင်အတွက်ဘုရားသခင်က ကောင်းချီးစုကျေးဇူးကိုတောင်းလောင်းချပေးမှာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်အားလုံးကလို့ရှိရင် ဘုရားသခင်ထံပါတို့ယနေ့ကျွန်တော်ကိုယ်တိုင်ကသွားဖို့ဖြစ်တယ်ဒီဘုရားသခင်ကတော့ရှင်ကျွန်တော်ဆူတောင်းတဲ့အခါမှာဘုရားသခင်ကနားထောင်ပေးတော်မူတဲ့ဘုရားဖြစ်တယ်နားထောင်ပေးတယ်မူတဲ့ဘုရားသခင်ဒီမှာကျွန်တော်သွားလာတဲ့အခါမှာသွားတဲ့အခါမှာတို့ရှင်ကျွန်တော်တို့အချင်းနီးဖြစ်เสียအကြောင်းမရှိဘူးကျွန်တော်အားလုံးကတော့ရှင်ကောင်းကျိုးချမ်းသာကိုခံစားမှာဖြစ်တယ်စိတ်ချမ်းသာမယ်ကိုယ်ချမ်းပါမယ်ကျွန်တော်ရှင်လန်းဝမ်းမြောက် မှာဖြစ်တယ်ဒါချစ်တဲ့မိစေပေါင်းတို့ ဘုရားသခင်ကကျွန်တော်အားလုံးကိုအမြဲဂရုစိုက်တော်မူတဲ့ဘုရားဖြစ်တယ်။ကျွန်တော်စုတောင်းတန်ကိုလည်းပဲနားထောင်ပေးတော်မူတဲ့ဘုရားဖြစ်တယ်။ဒါရှေးဩခရစ်မင်ပထမဆောင်ခန်းကြီး9ပိုင်းငယ်14 15ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာလို့ရှင်တော့ကျွန်တော်ဘာတွေ့ရမလဲဆိုတော့ရှေးဩခရစ်မင်ခန်းကြီး9ပိုင်းငယ်14 15မှာဆိုလို့ရှင်ဘလို့ဖော်ပြလဲဆိုတော့ဒီမှာဆိုရှင်ငါတို့ဒီဘုရားသခင်ထံတော်၌ရဲရင်ခြင်းအကြောင်းမူကား ငါတို့ဒီအလိုတော်နှင့်အညီတစုံတစ်ခုသောစုကိုတောင်းလျင်ဖရာသခင်သည်နားထောင်တော်မူ၏စုတောင်းသည်မသောစကားတို့ကိုနားထောင်တော်မူသည်ကိုငါတို့သိလျင်အထံတော်၌တောင်းတော်စုတို့ကိုရမည်ဟုသိကြကြ၏တဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တရားဒီနေ့ကျွန်တော်အားလုံးကလို့ရှင်အဓိကပြုလုပ်ရမယ့်အချက်ကတော့ဖရာသခင်ထံမှာအမြဲစုတောင်းပါမိမိအခက်အခဲပါရှိတယ်လေဖရာသည်ကိုသွားပါ ဘုရားဒီကိုအရှိကိုရှိတိုင်သွားဖို့ရည်ကြီးတယ်နော်ဘာမှထိန်ွက်ထားစရာအကြောင်းမရှိဘူးနော်အရှိကိုအရှိတိုင်းနဲ့ဘုရားသခင်ဒီမှာသွားပြီးတော့ဘုရားသခင်ထံမှာတင်ပြပါဒီမှာတင်ပြမယ်ဆိုလို့ရှိရင်တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဂယုစိုက်တော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ငါတို့ဒီခမဲတော်ဘုရားထံသို့ပညာကိုခံရသည့်အတိုင်းနော်ဒီမှာဆိုရှင်ကျွန်တော်ကဆိုရှင်တော့ဘုရားရဲ့အလိုတော်နဲ့ညီတဲ့အသက်တာနဲ့ရှင်သန်ပြီးတော့ဘုရားစီကိုသွာလာဖို့ရတဲ့ အလုံးမပင်ရေးကြည့်တယ်။အဲဒီတော့ကြောင့်ဒီနေ့နောက်ဆုံးအနှစ်ချုပ်လေးဒီတမချမ်းချက်ကအလုံးမပင်ကောင်းတယ်နော်။နော်ရှင်အောင်ခရစ်မင်းဩဝါဒစာပထမဆောင်ခန်းကြီး၅ပိုင်းငယ်၁၄၅ကအလုံးမပင်ကောင်းမြတ်တဲ့ချမ်းချက်လေးဖြစ်တယ်။ငါတို့သည်ဖျားသခင်အထံတော်၌ရဲရင်ချင်းအကြောင်းဟုမူကားငါတို့သည်အလိုတော်နှင့်အညီတစုံတစ်ခုသော စုကိုတောင်းလျင်ဖျားသခင်သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကိုနားထောင်တော်မူသည်ကိုငါတို့သိလျင်အထံတော်၌တောင်းသောစုကိုရမည်ဟုသိရကြ၏။ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ဖရာသခင်ကကျွန်တော်ဆုတောင်းတဲ့ခါမှာနားထောင်တော်မူသလား။နားထောင်တော်မူသလားဆိုတဲ့ဒီမိကုံးကိုသင်ကဒီနေ့တော့ဒီတန်းချက်တွေအားဖြင့်သင်အပြေရပြီလို့ထင်တယ်။အပြေလဲရပြီဆိုတော့သင်ဘာဘာလုပ်ရမလဲ။ဖရာသခင်ဒီကိုအလင်းပြီး တင့်ရဲ့အခက်အခဲကိုတင်ပြပါဘုရားသခင်ထံမှာအလင်းပြီးတင်ဆူတောင်းပါနေ့စဉ်နေ့တိုင်းတင်တို့ရဲ့မိသားစုတွေဆူတောင်းဖို့မမေ့ပါနဲ့။တော့ကျွန်တော်နန်းနေရံဝတ်တော်လကောင်းညာဦးရံဝတ်တော်လကောင်းအချိန်ရတိုင်းရတိုင်းပါကျွန်တော်တွေပါပဲလေမိသားစုလိုက်ဆူတောင်းခြင်းမှုအမြဲပြုမယ်အဖွဲ့စည်းလိုက်ဆူတောင်းခြင်းမှုတွေအမြဲပြုမယ်တယောက်ထဲအမြဲဆူတောင်းခြင်းမှုကိုအမြဲပြုမယ်ဒါဆိုလို့ကျွန်တော်ရဲ့ဘဝတတမှာလိုတရပဲရခသိန်းကအောင်မြင်နေမှာဖြစ်တယ်။ဘာကြောင့်လဲ အထံတော်၌တောင်းသောဆုတော်ကိုရမယ်လို့သိရကြလိမ့်မယ်နော်။ဒါကြောင့်ဒီအခွင့်အရေးကိုကျွန်တော်ကကိုယ်တိုင်ကပြန်လဲပြီးတော့သိတာထင်ရှားစွာနဲ့ကျွန်တော်ကခံစားလာမှာဖြစ်တယ်။ဆုတောင်းခြင်းရဲ့အကျိုးကျေးဇူးကကျွန်တော်အတွက်မြတ်ဝါထင်တယ်ကျွန်တော်ကိုယ်တိုင်ကခံစားရပြီးတော့ကျွန်တော်ဘာလဲဂုဏနာမတော်ကိုအမျက်ချိမွန်းနေခြင်းအမှုကိုပြုနိုင်မှာဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှတော့ရှင်ဖရာသခင်နားထောင်ပေးတော်မူတယ်ဆိုတာကိုသိရှိတဲ့ခြင်းအပြင်စာလံကြံခိုင်းလေးပိုင်းငယ်တော့မှာ ထာဝရပြာသည်မိမိတန်ရှင်းသူတို့ကိုရွေးတော်မူသည်ကိုသိမှကြလောငါခေါ်၍ရှောက်သောအခါထာဝရပြာသည်နားထောင်တော်မူလိမ့်မည်စာလံကျမ်းခန်း၏စကွန်ပိုင်းငယ်6မှာအိုးဖျားသခင်ကိုတော်သည်နားထောင်တော်မူတတ်သောကြောင့်အကျွန်ုပ်သည်တောင်းလျှောက်ပါ၏ဧရှာနဂရကျမ်းခန်း30ပိုင်းငယ်19မှာသင်သည်အစဉ်ကိုကြွေးကြမည်မဟုတ်သင်သည်အော်ဟစ်တန်ကို နားထောင်၍ကဲမတနာတော်မူလိမ့်မည်ထိုအတန်ကိုကြားသောအခါထူးတော်မူလိမ့်မည် ရှင်ဝခရစ်မင်ပထမဆောင်ခန်းကြီး၅ပိုင်းငယ်၁၄၁၅မှာတို့ရှိငါတို့ဒီဘုရားသခင်ထံတော်၌ရဲရင်ခြင်းအကြောင်းဟုမူကားငါတို့အလိုတော်နှင့်ငါတို့ဒီအလိုတော်နှင့်အညီတစုံတစ်ခုသောစုကို တောင်းနေရင်ဘုရားသခင်သည်နားထောင်တော်မူ၏စုတောင်းသည်မသော စကားတို့ကိုနားထောင်တော်မူသည်ကိုငါတို့သိလျင်အထံတော်၌တောင်းသောစုတို့ကိုရမည်ဟုသိရကြ၏တော်ဒီနေ့သင်ကိုယ်တိုင်က ဆုတောင်းခြင်းရဲ့အကျိုးကျေးဇူးကိုပြန်ပြီးတော့သိရသောခွင့်ရေးရရှိမှာဖြစ်တဲ့အတွက်ကြောင့်နားထောင်ပေးတော်မူသောဘုရားသခင်ထံမှာအမြဲကြားလျှောက်ပြီးတော့ဆုတောင်းခြင်းမှုအမြဲပြုနိုင်ကြတဲ့ဘုရားသခင်ရဲ့တာသမီရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖျက်ကောင်းချီးချပေးပါစေ။